မျိုးသမီးတွေမဆွေးရှင်လာတဲ့အခါမှာဖိုက်တာအောက်တယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ဘာဆေးတောက်ရင်ကောင်းမလဲဆိုတဲ့ကိစ္စလေးကိုကျွန်တော်ပြေးပေးမယ်။ဒါပေမဲ့ဆေးမတောက်ခင်မှာဘာကြောင့်ဘိုက်အောက်ရလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အရင်သိဖို့လိုတယ်။အဲတချို့တွေကြတော့ဘာအကြောင်းရင်းမှအောက်ခံယောဂဘာမှမရှိဘဲနဲ့ကိုငကိုတွေကပိုအောက်တက်တဲ့ပိုနာတက်တဲ့လူမျိုးတွေပေါ့နော်။အဓိကတော့တဲရဲနှစ်အားကြောင့်နာတယ်ဆိုရင်ဒါကိုကျွန်တော်က primary dysmenorrhea လို့ခေါ်တယ်။အဲ့လိုအခြေအနေမျိုးတွေဆိုရင်ကျွန်တော်ကဘာမှလုပ်ကြမလို့အဓိကကပြီးတော့ညင်ညင်လေးနေပြီးတော့ကျွန်တော်တို့ချက်အောက်လိုနေရာမျိုးမှာ ရင်းနှွေးအိတ်လေးကပ်ပေးတာမျိုးတွေအကိုက်ခဲစီမှာကျွန်တော်နှစ်မျိုးပေါ့နော်အခုရေးပြတာတယ် Ibuprofen 400 R နဲ့ Mifenamic acid 900 R ပေါ့နော်ဒီနှစ်ခုတွေကအဆင်ပြေတဲ့ဟာတခုကိုတောက်လို့ရပါတယ်ဒါတချို့ကြောက်လည်း Ibuprofen တောက်ရင်ပိုပြီးတက်တာတယ်တချို့ကလည်း Mifenamic တောက်ရင်ပိုပြီးတက်တာတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုး meter spar ဆိုတဲ့နာမည်နဲ့လာလေးရှိပါတယ်နော်အဲ့လိုအခြေအနေမျိုးတွေဆောင်းတာပါဒါဒီမလာကေနှစ်ရက်လောက်ကလေးကကြိုတောက်ရင်ပမာဏတခုတက်တာတယ်ပေါ့နော် အဲ့လိုမဟုတ်ဘဲနဲ့အောက်ခံအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေတယ်ပေါ့နော်။ထားပါတော့ကျွန်တော်တအိမ်မှာ endometriosis တို့အခြေအနေမျိုးတွေတချို့တအိမ်ထဲမှာအသားလုံးတွေရှိနေတာပေါ့နော်။မာယိုမာလို့ခေါ်တဲ့အသားလုံးလုံးရှိတဲ့အခြေအနေမျိုးတွေရေအိတ်လို့အခြေအနေမျိုးတွေတို့ကြတော့ကျွန်တော် PID လို့ခေါ်တယ်ပေါ့။ဒီမိမကိုမှာအဲ reproductive system တစ်ခုလုံးပေါ့နော်။ခလေးမွေးဖွားတဲ့လမ်းကြောင်းနဲ့ဆိုင်တဲ့တစ်ခုလုံးရောင်ရမ်းနေတာမျိုးတွေပေါ့နော်။ဒီလိုအခြေအနေမျိုးတွေဆိုရင်လည်းဘယံနာတက်တယ်။ အဲ့တော့အဲ့လိုမျိုးအကြောင်းရင်းတွေကြောင့်နားတယ်ဆိုရင်တော့အောက်ခံအကြောင်းရင်းကိုကုဖို့လိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဘာမှမဖြစ်ဘဲနဲ့တော့သူယာရီလာလို့နားတယ်ဆိုရင်တော့လေကျွန်တော်ခုနပြောတဲ့ဆေးနှမျိုးကိုစောင်းတာတစ်မျိုးပဲတောက်အောင်ပါနော်နှစ်မျိုးလုံးတွဲတောက်လိုက်လို့မရဘူးနှစ်မျိုးလုံးတွဲတောက်လိုက်ရင်သူကအစာရင်ရောင်တက်တယ်ဘိုင်းနာတက်တယ်သူကပျင်းတယ်ပေါ့နော်အဲ့တော့အစာလေးတစ်ခုစားပြီးမှဘရက်တစ်လုံးညနေတစ်လုံးနှစ်ရက်လောက်ကြိုတောက်တာရင်ပမာဏတစ်ခုတော်တော်တက်တာပါတယ်နော်အကျိုးရှိနိုင်မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်